မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့တွေ့တွေကကင်ဝေးပြီးကိုယ်စိတ်နှပါလုံးချုံအေးချမ်းကြပါစေလို့ PPTV ဖွယ်သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့အော်တိုဘားလ22ရက်ဗုဒ္ဓဘုံနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့152ချိန်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တဲ့သတင်း။ အတူရောင်ရေကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှကြားဖြန့်တွေကိုတရားဝင်ရပ်တည်နိုင်အောင်ကူညီလှောက်ဆောင်ပေးနေရလို့ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်တဲ့သတင်းအတူရောင်ရေကောက်ပွဲကိုအကူအညီပေးမှုတွေကအန်ရရှိတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်မှုကူညီရရောက်တယ်လို့အတမတ်ကြီးဦးကျော်မိုးထွန်းပြောကြားလိုက်တဲ့သတင်းစစ်တောင်းမြစ်အရှိတ်ဘက်ကန်ရွာသိပ်ကျေးရွာကအကျန်းဖက်ဆဲအုပ်စုစကန်အားလုံးကို တိမ့်ပိုက်ရမှာအကြမ်းဖက်တရင်မှုအပါ15ဦးသေဆုံးပြီး13ဦးနှစ်ဦးဖမ်းဆီးရမိတဲ့တဲ့တင်ဘိမျိုးနယ်အခြေစားအကြမ်းဖက်စစ်တပ်ကအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား2ဦးလက်နက်ခဲယမ်းအပါယူကအလင်းဝင်ရောက်ခဲ့တဲ့တဲ့တဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကို မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်တဲ့တရင်ကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာအော်တိုဘာလ16ရက်ကနေအော်တိုဘာလ23ရက်အထိပြုလုပ်နေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေရလို့ CRPH ကထုတ်ပြန်ပါတယ်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့အော်တိုဘာလ16ရက်မှာအာရှပစိဖိတ်အုပ်စု Asia Pacific Group နဲ့မြို့သမီလွှတ်တော်ကိုယ်စားလှယ် Forum တို့သို့တက်ရောက်ခဲ့ပြီးအော်တိုဘာလ20ရက်မှာအမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တွေကိုတက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွဲဆောင်ဆွေးနွေးမှုများအတွင်အကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွေရေးချိုးဖောက်မှုတွေနဲ့အကြံဖတ်မှုတွေရင်းလုံရက်တွေကြောင့်နေရဲဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်ရင်းရှိစစ်ဘေးရှောင်ပြည်သူတွေနဲ့တခြားနိုင်ငံများရှိရွှေ့ပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ဒါ့အပြင်အကြံဖတ်ဆဲအုပ်စုကကျင်းပမဲ့ တရားဝင်မှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးရင်းနဲ့အတိမတ်မပြူရေးမတရားဖန်စီထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုင်ဝန်းကဆက်လက်အတိမတ်ပြူရေးလက်ရှိပြည်ပခဖြည့်ရှင်းရေးနဲ့ရေရှည်တည်တံ့သောအဖြေရှာခြင်းမှာ တော်လိုင်းနေရာစုတွေရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့ပါတယ်ရှင်။အတွေ့အော်ရေကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှကြားဖြန့်တွေကိုတရားဝင်ရက်တည်နိုင်အောင်ကုညီလုံးဆောင်ပေးနေရလို့ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကြံဖတ်ဆဲအုပ်စုကပြုလုပ်မဲ့အတွေ့အော်ရေကောက်ပွဲကိုထောက်ခံခြင်းဟာ ဒေတာရင်းမှာကြားဖြန့်တွေကိုတရားဝင်ရည်တည်နိုင်အောင်ကုညီလုံးဆောင်ပေးနေရတဲ့အတူတူပဲလို့ပြည်အောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အချက်တွေဟာသူ့အလိုလျောက်ဖြစ်လာတာဟုတ်အဓိကတည်းရဲ့ကစစ်အာဏာရှင်ဖြစ်တယ်။ဒီလိုရာဇဝင်ကြီးကျူးလွန်နေတဲ့စစ်တပ်ကစစ်ကောင်စီဖွဲ့ပြီးတော့ယူကောက်ပွဲလုပ်နေတာလက်ရှိအချက်တွေဖြစ်မှုယူကောက်ပွဲမှာစစ်ကောင်စီရဲ့ကျောတော်နောက်ခံပါတီအဖွဲ့အစည်းတွေနဲ့အများစုကသူ့ရဲ့ဝေဖက်ပါတီတွေပဲဖြစ်တဲ့အတွက်ကြောင့် တရားမျှတမှုရှိနိုင်လက်ရှိကျက်တဲ့လည်းမဟုတ်ဘူး။ဉာဏ်ဆက်ဖြတ်ကျော်မှုကနေ online လိမ်လည်မှုတွေရတယ်။မြမစစ်တပ်ကအကျိုးမြတ်ရနိုင်ပြီးတော့ကမ္ဘာနိုင်ငံ80ကျော်ရဲ့ပြည်သူတွေပါဒီ scan center တွေမှာကျွံပြုတ်ခံနေရတယ်လို့ဆက်ဆက်နေ။အဲဒီတော့စစ်အာဏာရှင်ပြစ်ပမဲ့ရုပ်ောက်ပွဲကိုထောက်ခံခြင်းဟာဒေတာတွေမှာ online လိမ်လည်မှုတွေနဲ့ scan center တွေတည်ယုံရက်တည်နေအောင်ကူညီလုပ်ဆောင်တာနဲ့အတူတူပဲဆိုတာကိုနိုင်ငံတကာကိုသိစေချင်တယ်။ နောက်ဆက်တွဲနေတဲ့ဒေတာတွေတည်ငြိမ်မှုတွေကိုအထိခိုက်ပျက်စီးသင့်မှာဖြစ်တယ်။ဒါကြောင့်စစ်ကောင်စီကဒီနှစ်ကုန်မှာကျင်းပမဲ့ဖန်ပြယူကောက်ပွဲကိုမထောက်ခံကြဘူးနဲ့ဖန်ပြလွတ်တော်ဖြစ်ပေါ်လာရင်လည်းလက်မခံကြဘူးဆွေးနွေးနေကြတာဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပလျက်ရှိတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတာပါ။ အတွေ့အော်ရေကောက်ပွဲကိုကုညီပေးမှုတွေကအန္တရာယ်ရှိတဲ့နျူကလ িয়ার ရီမန်းချက်ကိုအကောင့်ထဲဖော်နိုင်မှု ကုညီရာရောက်တယ်လို့အတံမကြီးဦးကျော်မိုးထွန်းပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အတံဖက်ဆဲအိုဆွေရဲ့တွေ့ရောင်ရေကောက်ပွဲကိုကုညီပေးမှုတွေကအန္တရာယ်ရှိတဲ့နျူကလ িয়ার ရီမန်းချက်ကိုအကောင့်ထဲဖော်နိုင်မှု ကုညီရာရောက်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမန်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဘာသာရပ်မူဝါဒရေးရာဆွေးနွေးပြောကြားမှုအစီအစဉ်ကိုအောက်တိုဘာလ21ရက်မှာပြုလုပ်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါဆေအိုစုမှပြုလုပ်ရန်စီစဉ်နေတဲ့အတုအယောင်အလိန်ညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့ မြစ်သည့်နိုင်ငံကအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုတွေကဆေအိုဆူရဲ့အန်ရရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ရန်တဆင့်တိုးပြီးနှိကပ်သွားစေမှာကိုထပ်လောင်းပြောကြားလိုကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါနျူကလ িয়ার စွမ်းရည်ကိုငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့အယူအဆကအကြံဖက်ဆေအိုဆူနဲ့အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်တယ်လို့ အပန်းဖြေတဲ့အခါအသုံးပြုတဲ့ပါရာမော်တာများကိုပင်ရက်သားတွေအပေါ်လက်နက်ဖြစ်အသုံးပြုတဲ့အကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းရင်ကိုလည်းလက်နက်ဖြစ်အသုံးပြုလိုက်မယ်လို့ထောက်ပြထားပါတယ်။အကြမ်းဖက်ဆဲအုပ်စုကပြုလုပ်ဖို့စီစဉ်နေတဲ့အတုအယောင်လင်ညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့နိုင်ငံတကာထောက်ပံ့သို့မဟုတ်အခုညီပင်းမှုတွေကအကြမ်းဖက်ဆဲအုပ်စုအနေနဲ့ရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်ဖို့တဆင့်တိုးပြီးနှိကပ်သွားစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကိုလက်နက်တွေ ဆက်လက်နက်ပစ္စည်းတွေတိုက်လေရင် စီတခြားစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းတွေနဲ့ဆက်ဆက်နည်းပညာတွေစီစဉ်မှုကိုဖျက်တောက်ကြဖို့အတွက်အဖွဲ့ဝင်နိုင်ငံများအားလုံးထံတာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့ပါတယ်ရှင်စတောင်းမြင့်အရှိတ်ဘက်ကံရွာတစ်ကျေးရွာကအကျန်းဖက်ဆေအုပ်စုစကံအလုံးကိုတိမ့်ပိုက်ရာမှာအကျန်းဖက် တရင်မှုအပါ15ဦးတေဆုံးပြီး73မှ2ဦးဖမ်းဆီးရမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ စစ်တောင်းပြည့်အရှိတ်ဘက်ကန်ရွာတက်ကျွာမှာရှိတဲ့အကျန်းဖက်ဆေအိုစုအထိုင်စခန်းနဲ့ကျွာအတွင်းရှိ အကျန်းဖက်ကင်းစခန်းများအားလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးအကျန်းဖက်ဆေအိုစုဘက်ကတရေမှုအပါအဝင်15ဦးကြာဆုံးခဲ့တယ်လို့စစ်တုံးမှန်း2ဦးဖမ်းဆီးရမိခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစေယုံချုပ်ရဲ့လမ်းညွှန်ချက်အတိုင်း အမှတ်နဲ့စစ်စင်ရင်နယ်မြေစစ်တောင်းမြေအရှိဘကံရတာရှင်နဲ့တခြားဒေသတွေမှာနေပြီးတော့တိုင်းစစ်ဌာနကစစ်စင်ရေးတွေအကောင့်ထည့်ဖို့ဆောင်ရွက်နေရပါ။အောက်တိုဘာ20ရက်မှာစစ်တောင်းမြေအရှိဘကံရှိရွာတစ်ကျေးရွာမှာအင်အား60ခန်းနဲ့အထိုင်စခန်းချထားတဲ့အကြဖက်စစ်အုပ်စုကိုနေပြီးတော့တိုင်းစစ်ဌာနလောက်ရှိတပ်ရင်းတွေနဲ့စုဖွဲ့ထားတဲ့ရွာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်အုပ်စုအထိနာကထွက်ပြေးဆုတ်ခွာသွားခဲ့ပြီး ရွာသစ်ကျေးရွာအထိုင်စခန်းနဲ့ကျေးရွာအတွင်းရှိအကျန်းဖက်ကင်းစခန်းအလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့တာပါအကြံဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြားမှာပိမ့်ပိနေတဲ့ကျေးရွာသားပြည်သူတွေကိုတိုက်ပွဲလွှာနေရတွေကိုလည်းကဲထုတ်ပေးခဲ့ရတယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်းအကြံဖက်စစ်အုပ်စုဘက်ကတရင်မှုအပါအဝင်15ဦးကြာဆုံးခဲ့ပြီး73ဦးဖမ်းဆီးရမိခဲ့ပါတယ်။ တည်ဆုံသွားတဲ့အကြံဖက်တရင်မှုဟာဒုတိယဗိုလ်မှူးကြီးညညနိုင်ခေချောင်းရံကာကွယ်ရေးတပ်လာကာတ2029မှာဖြစ်ပြီးတရင်မှုညညနိုင်ကိုလက်ရဖမ်းဆီးချိန်ပစ္စတိုထုတ်ခုခံမှုပြုလုပ်တာကြောင့်အသေးပြတ်သက်လိုက်ရတာလို့အသိပေးထားပါတယ်အဲ့ဒီတိုက်ပွဲမှာပြည်သူကာကွယ်ရေးရဲဘော်၂ဦးထိရိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲကနေ drone ချက်မှာအထိုင်စက်ကြီး၁လုံး၊ MA11 တလက်၊ MA3 တလက်၊ G3 ၃လက်၊ G3 60မမတလက်ပစ္စတိုတလက်60မမကြီး9လုံးခြေပေါက်10ခုခြေမျိုးစုံ1000ခန့်နဲ့မီးဆက်တလုံးသိမ်းဆည်းရမိခဲ့ပါတယ်။လက်ရှိအချိန်မှာအကြံဖက်ဆဲအုပ်စုကစက်ကူအင်အားများဖြည့်ပြီးပြန်လည်တိုးဝင်လာကြတဲ့ကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးစစ်တမ်းမြစ်ကမ်းဝင်ကျင်ရှိကျေးရွာတွေကပြည်သူတွေအနေနဲ့စစ်ရေးသတိနဲ့နေထိုင်သွားလာကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနကအသိပေးထားပါတယ်ရှင်။ ဘိမ်းမြို့နယ်အခြေဆိုင်အကျန်းဖက်စစ်တပ်ကအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား၂ဦးလက်နက်ခဲယမ်းအပါယူကအလေးဝင်ရောက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဘိမ်းမြို့နယ်အခြေဆိုင်အကျန်းဖက်စစ်တပ်ရဲ့ခလာရတက်တုံညာသုံးမှာအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား၂ဦးလက်နက်ခဲယမ်းအပါယူကတနင်္သာရီမြို့နယ်ပကဖတ်ထံအလေးဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတပ်သား၂ဦးဟာအော်တိုဘာလ၂ရက်နဲ့ စက်တင်ဘာ28ရက်မှာဗပျောင်းခုလုံခဲ့တာဖြစ်ပြီးတော့အလင်းဝင်ရောက်လာသူတက်သားမောင်အောင်ဦးဟာ MA2 တလန်ကြီပေါက်၄ခု G260 တောင်းလို့ကိုအပါယူခဲ့တယ်လို့ဆိုပါရယ်အခုလိုအလင်းဝင်လာတဲ့အကြံဖက်စစ်တပ်ရဲ့ကံယူရန်တိုင်းစစ်ဌာနချုပ်လောက်ခန့်တရင်ခလာရ133မှတက်သား2ဦးကိုမြို့နယ်ပါကာဖာကနှွေးထွေးစွာကြိုဆိုခဲ့ပါရယ်အကြံဖက်စစ်အုပ်စုရဲ့လောက်ခန့်တက်သားများအနေနဲ့ ပြည်သူရင်ဝင်တို့ခိုလုံချင်းမာကနီးစက်ရာတရင်တပ်ဖွဲ့တွေထံအ мян ပူပေါင်းကြဖို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီယနာရှင်မြစ်ဖြတ်ချေမုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီဒေါ်လာရေးတပိတ်စစ်ကြောင်းကအတူရောင်ရေကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်ဆက်တက်ကြဆောင်ရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါရဲ့။ စနက်ဖြတ်တော်လံပြည်သူတွေကနောက်ပြန်မလဲကြေးဒီတော်လံရဲ့တပိတ်စစ်ကြောင်ဖက်စစ်ရွေးကောက်ခွေးထွက်ပေါက်မဲမပိနဲ့တပိတ်မှောက်ဆိုတဲ့စကားကိုကိုင်းဆွဲပြီးအချမ်းဖက်စစ်တပ်ကြဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ရင်းမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကတဲ့မဲ့ဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းနဲ့တဲ့မဲ့ဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်ဆက်တက်ကြဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနေပြည်တော်မြင်တက်မှုကြားတဲ့ကနေပဲအကြံဖက်ဆက်တဲ့ကြဆိုရင်ဆန္ဒပြတဲ့ဘက်ကိုနေစဉ်ပြုလုပ်နေကြပါရဲ့ရှင်။ ည်သူလူထုအပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်